အားလုံးပဲမင်္ဂလာပါရှင်။ Listener Seven Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိတ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာကြီးမင်းနီရဲ့ထိုဝိထုတူများထဲမှာထိုလွမ်းလိုအမြင်ရတဲ့ဝိထုတူလေးပဲဖြစ်ပါရရှင်။မင်းမမေကိုလွမ်းသလား။ तू ကခေါင်းညှိ့၍တာအဖြေပေးတယ်။ယောက်ျားဆိုတာ မလွမ်းတက်ရဘူးကွသူခေါင်းမြိတ်လိုက်ပြန်တယ်စာမေးပွဲပြီးတဲ့အခါဦးလေးကိုယ်တိုင်ဖေဖေတို့မေမေတို့စီလိုက်ဖို့မှာပေါ့ကွာတတစာမေးပွဲအောင်ကြိုးစားနော်သူကခေါင်းမြိတ်လိုက်ပြန်တယ်တတရေချိုးနော်ဦးလေးနဲ့အတူကလပ်ကိုသွားကြမယ်ကလပ်ကြတော့တတကိုရေခဲနဲ့ပြီးလိုက်ရင်တိုက်မယ်နော်သူခေါင်းမြိတ်ပြလိုက်တယ်စောစောကစာဖက်ချင်အောင်ဆောင်ပြီး ကျိတ်ငိုထားသောမျက်ရည်တို့ကိုလက်ဖမိုးနှစ်ဖက်နဲ့ဘဲပြန်ညာပြန်တုပ်လိုက်တယ်။မောင်ရှင်ရေဖះလာပြီးဝင်မင်းခလေးကိုရေချိုးပေးလိုက်ပြီးတော့မတ်ညုံကိုအဝတ်လဲခိုင်းမှန်ပါခလေးကိုမောင်ရှင်ဆိုသူကလက်တွဲ၍ခေါ်သွားတယ်ရေချိုးကန်းအဝရောက်တော့အခါခလေးရဲ့ကာကီရောင်ဘောင်းမီတူနဲ့အင်းကြီးလက်တူတို့ကိုချွတ်ပေးတယ်ခလေးရဲ့ခါအောက်စီတို့ မောင်ရှိန်ကလက်ညှိုးထိုးကကယောကယောဆိုလိုက်တယ်။ခလေးဟာအတန်ထွက်အောင်ရေးလိုက်တယ်။ပြီးရင်မောင်ရှိန်ကစက်ပြာတိုက်ရေချိုးပေးလိုက်တယ်။ရေချိုးပြီးတော့ခလေးကိုမောင်ရှိန်ကမညွန့်လက်အပ်လိုက်တယ်။မညွန့်ကသွေးထားတဲ့တနခါများလိမ့်ပြီးတယ်။ပယုံနဲ့များမှွေးသွားတယ်။တနခါနဲ့နဲ့ရောသွားတယ်။တစ်တာအတွင်းမှာဘောင်းမီနဲ့အင်ဂျီတို့ကိုထုတ်ပြီးဝစ်ပေးတယ်။အင်ဂျီအဖြူရောင် အပြာရောင်ကော်လာကလေးထောင်လယ်စည်းငုတ်တူကလေးနဲ့ဘောင်းမီတူကအပြာအဝွေဝွေပြီးတော့ခါခလေးကိုမညွန်ကမောင်ရှိန်လက်အပ်လိုက်တယ်မောင်ရှိန်ကခလေးကိုကလတ်ထိုင်ငယ်ပေါ်မှာထိုင်စေတယ်ခြေအိပ်ဖြူကလေးဆွတ်ပေးတယ်ဘုဖက်နဲ့အနက်ကလေးစီးပေးတယ်ကိစ္စပြီးသွား၍သွားတော့လို့မောင်ရှိန်ကဆိုလိုက်တယ်ခလေးဟာအိမ်အပေါ်ကျမ်းမှာလေကားအထစ်များကိုတစ်ထစ်စင်း ခြေစုံတခါနာတတိစင်ခြေစုံတခါနာလို့ရင်ဆင်းလာတယ်။ဦးလေးဟာစင်ဝင်အောက်မှသူ့ကိုရက်ဆောင်နေတယ်။သူရောက်လာတော့အခါဦးလေးကတန်းနစ်ရိုက်တံကိုလက်တစ်ဖက်ကကင်ရင်ဝင်းပေါက်စီထွက်သွားတယ်။သူကနောက်ကလိုက်သွားတယ်။မညွန့်ဟာသူတို့နှစ်ဦးကိုအပေါ်ထက်ကပြင်းပေါ်မှလှမ်းကြည့်ကြံရစ်တယ်။မောင်ရှိန်ဟာအောက်ထက်တကမာကြီးကလှမ်းကြည့်ကြံရစ်တယ်။ခြံဝင်းတောင်းတတောင်းမှာ မန်နူးဟာမော်တော်ကားရေးစင်းနေရင်သူတို့ကိုလှမ်းကြည့်ကြံရစ်တယ်။ခလေးဟာသူ့ရှိမှသွားနေတဲ့ဦးလေးကိုကြည့်နေတယ်။ပတ်တူဖက်နှက်မှာမြင်းနီလမ်းပေါ်လှမ်းတိုင်းပို၍ပို၍ဖွေးဖွေးသွားသလိုထင်ရတယ်။တရုတ်ပိုးဖြင့်ရှမ်းပေါင်းမီအဖြူရောင်အောက်ပိုင်းတို့မှာခြေလှမ်းတိုင်းဖွားကနေဖွားကနေကားသွားကြတယ်။ SO ပိတ်သားအထက်စင်ပေါ်မှာကပတ်အနှက်ကိုပတ်ထားတယ်။ဆေးတိုက်ထား၍ နေရောင်တွင်လက်သွားတယ်။ဦးလေးလမ်းလျှောက်တော့လဲခါးကမနှဲ့ခတ်တောင်းတောင်ရှိတယ်။စပိုးရှက်အဖြူရောင်မှာသူ့ကိုယ်နဲ့ကတ်နေတယ်။လက်မောင်းသားတို့ဟာအင်းကြီးလက်နဲ့ထစ်နေကြတယ်။တန်းနစ်စိုက်တံကိုကင်ထားတဲ့လက်ဖြံရိုးများမှာပြားပြီးခိုင်ပါတယ်။တစ်ချက်တစ်ချက်ရိုက်တံကို အရိုးကိုစုပ်ကင်လိုက်ရင်လက်ဖြံကြွက်သားများအမြောင်းထလာကြတယ်။အခြားလက်ဖြံမှာမျက်နှာတုပ်ပွားဖြူကိုကင်ထားတယ်။ ။ခေါင်းပေါ်မှာခေါင်းပေါင်းကြက်ဥနှစ်ယောင်ဖြော့ဖြော့ကလေးကိုချင်းမပါပဲပေါင်းထားတယ်။အစကိုလည်းထုတ်မထားပြီးလမ်းလျှောက်နေရင်းကကလေးကိုတခါတရံလှမ်းကြည့်လိုက်တယ်။တိထားသောနှကမ်းမွေးများကားသွားသည့်အထိကလေးကိုပြုံးပြတယ်။ကလေးကပြန်ပြုံးရင်းခြေလမ်းကိုခတ်သွက်သွက်လိုက်လှမ်းနေ။မြင်းဒီလမ်းပေါ်မှာဦးလေးဖက်နှက်တံမကြရ။ကလေးဖက်နှက်တံသာခောက်ကက်ခောက်ကက်ကြားနေရတယ်။ တို့နှစ်ယောက်ကလတ်သူရောက်ကြပါပြီကလတ်ဟာမြေမှလေကားငါးတစ်ခန့်တက်ရသောအမြင့်ဆောက်ထားတဲ့တန်းလျာဖြစ်ပါတယ်တစ်သားအုပ်ချုပ်မိုးထားတယ်ဘေးပတ်လေကဝင်းတရံကာထားတယ်ရှေ့ဘက်မှာဝရဏလှုပ်ထားတယ်အတွင်းမှာဘေးလျက်ခုံရှိတယ်ဖဲဝိုင်းရှိတယ်ကလတ်ရှိမြက်ခင်းပြင်မှာစိမ့်နေတယ်မြက်ခင်းရှိမှာတန်းနစ်ကစားရာတမန်တလင်းရှိတယ် မြက်ခင်းပြင်ပေါ်မှာကျင်းကလထိုင်များစီရီကာချထားတယ်။လူလေးယောက်ဟာတင်းနစ်ရိုက်နေတယ်။ကျင်းကလထိုင်များပေါ်မှာရိုက်မဲ့သူများကြိရှုနေကြသူများထိုင်နေကြတယ်။ဦးလေးရောက်ရင်အချို့ကထိုင်ရာကထပေးကြတယ်။ဦးလေးနောက်ကပါလာတဲ့ကလေးကိုလည်းကြည့်ကြတယ်။ပြီးရင်ကလေးကကလထိုင်တစ်လုံးဦးလေးကကလထိုင်တစ်လုံးထိုင်ကြတယ်။ကလေးဟာကလထိုင်ကိုတင်ပြင်လွဲထိုင်ကြည့်တယ် ကလေးကတက်၍မရတစ်ချိန်နှစ်ချိန်မရသောအခါကလထိုင်ဘက်ကိုကြည့်ပြီးဒူးတစ်ဖက်တင်လက်နှစ်ဖက်ဖြင့်လက်တင်ကိုတွဲကာတက်တယ်။ဤတွင် လူကြီးတစ်ယောက်ကကလေးကိုမပြီးကလထိုင်မော်တင်ပေးတယ်။သူ့ခြေထောက်ကလေးမှာတွဲလောင်းလဲချလို့ရတယ်။ခြေထောက်အလုံးတင်ထား၍လည်းရတယ်။အမျိုးမျိုးထိုင်ကြည့်ပြီးလက်တန်းပေါ်လက်နှစ်ဖက်လည်းတင်ကြည့်တယ်။ဂျိုင်းကို အစမတန်မြင့်ထားရသဖြင့်နောက်ဆုံးလက်ပါ ကလထိုင်အတွင်းချပြီးနောက်မီကိုမိကကြကြနာနာထိုင်လိုက်ရတယ်။သူ့ကိုလူကြီးတယောက်ကစောင့်ကြည့်ပြီးပြုံးနေတယ်။တန်းနဲ့ရိုက်သူတို့တပွဲပြီးသွားကြတယ်။ကစားနေရမှမျက်ခင်းပြင်စီသူထွက်လာကြတယ်။ဦးလေးနဲ့အခြား၃ယောက်တို့ကိုင်းနေဝင်သွားကြတယ်။ဘောလုံးကိုဆမ်းပြီးတအားလွှဲရိုက်ကြည့်ကြတယ်။ဘောလုံး၃လုံးတို့မှာတွားကြည့်ပြန်လှဲ့နေ၆လုံး၇လုံးလိုဖြစ်သွားကြတယ်။ပြီးတော့ ပွဲဆ ảy ကစားကြတယ်။ဘောလုံးနဲ့ရိုက်တန်လို့ထိခိုက်ကြတဲ့အတန်ကိုကလေးသဘောကျသွားတယ်။ဘာသာနဲ့မှမတူဘောလုံးနဲ့ရိုက်တန်ထိတော့အတန်နဲ့သာတူကြတယ်။ကွင်းထဲမှာဘောလုံးဟာဟိုဘက်ဒီဘက်ကူးနေရတယ်။တစ်ခါတစ်ခါတမန်တလင်းကိုတထောက်ကြခုံတက်လာမှရိုက်ကြတယ်။တစ်ခါတစ်ခါကျတော့ထောက်ကြလာတဲ့အထိမထားတစ်ခါလေရိုက်ချလိုက်ကြတယ်။ကွင်းဘေးသို့ဘောလုံးထွက်သွားတဲ့အခါ ဘောလုံးနဲ့ရိုက်တံလွဲသွားသောအခါများတွင်ကလေးမှအာမလို့အာမရဖြစ်သွားကြတယ်။တပ်ပြင်းများပင်ချလိုက်တယ်။ဗဇက်ကလည်းအာလို့မြည်သွားတယ်။ဦးလေးဟာတော်တော်ရိုက်နိုင်ပါကလားလို့ကလေးကသဘောကျနေတယ်။သူ့ဦးလေးရိုက်တဲ့ဘက်ကနိုင်နေပြီလို့သူထင်တယ်။ထိုခိုက်လူကြီးတယောက်ကသူ့ဘေးနားလာရက်တယ်။လက်ကလည်းဖန်ခွက်ကိုကင်ထားတယ်။ကလေးကိုကြည်ရင်ပြုံးနေတယ်။လက်တစ်ဖက်ကမနေနိုင်မထိုင်နိုင်နဲ့ ်ကလေးပါးကိုဆွဲကညှစ်လိုက်တယ်။ကလေးကမော့ကြည့်လိုက်တယ်။အာယုံပြက်သွားတယ်။လူကြီးကမင်းနာမည်ကဘသူတဲ့လဲကွာလို့မေးတယ်။ကလေးကကိုကိုလို့ဖြေလိုက်တယ်။လူကြီးဟာခေါင်းကိုညှိပ်ပြီးဖန်ခွက်ထဲမှအရက်ကိုတောက်ပြီးပြုံးရင်လှဲ့ကြည့်လှဲ့ကြည့်နဲ့ထွက်သွားတယ်။သူကလည်းပြုံးပြလိုက်တယ်။ဘောလုံးရိုက်တာကိုကြည့်ကောင်းနေတော့ကိုလူကြီးရောက်လာပြန်တယ်။ဟေးကိုကိုလို့ခေါ်၍ အနီရောင်ပတ်နဲ့နတ်ဆမ်ချောကလက်ပြားကလေးတစ်ခုပေးတယ်။ချောကလက်ကင်ထားသောလက်အချားမှာကကြေးတစိမ့် secret ကလေးမှာမီးခိုးထွက်နေတယ်။သူမယူပဲကိုကိုတွန့်ထားတယ်။ထိုလူကြီးကယူပါกว่าလို့လဲပြောတယ်။အင်္ဂလိပ်စကားနဲ့လဲယူပါလို့ထပ်ပြောသေးတယ်။နောက်ဆုံးယူလိုက်ရတယ်။ကျေးဇူးတင်ပါတယ်ပြောလေ။ကျေးဇူးတင်ပါတယ်ပြောလေလို့ထိုလူကြီးကကိုကိုကိုအင်္ဂလိပ်လိုပြောနေတယ်။ ကိုကိုကကျေးဇူးတင်ပါတယ်လို့အင်္ဂလိပ်လိုပြန်ပြောလိုက်တယ်။ထိုလူကြီးပြုံးရီကပါးကိုတစ်ချက်နှစ်ချက်လိမ်ပြီးခံခွက်ကိုမော့ရင်ထွက်သွားတယ်။ခဏကြာတော့ဥလေးတို့အသင်းကစားပြီးအနားယူလာကြတယ်။ကိုကိုကိုဝိုင်းကြည့်နေကြပြီးဒါဝင်းမင်းရဲ့သားလားလို့မေးကြတယ်။ဥလေးက "No no" လို့ပြောတယ်။နေပိုင်းဝင်တော့ဥထွန်းတင်ရဲ့သားလေးလို့ဥလေးကပြန်ပြောတယ်။"အော်" တလောက ပြောင်းသွားတဲ့ EAC ကူထွန်းတင်ရဲ့သားကိုဘာဖြစ်လို့သူ့ကိုထားခဲ့တာလဲဝင်မင်းလို့တယောက်ကမေးတယ်။စာမေးပွဲမပြီးတက်သေးလို့လေလို့ဦးလေးကဖြေတယ်။ဘဏ္ဍတန်းမို့လို့လဲလို့တယောက်ကမေးပြန်တယ်။တယောက်ကအင်္ဂလိပ်စကားနဲ့မင်းကဘဏ္ဍတန်းလေလို့မေးပြန်တယ်။ဦးလေးကကိုကိုကိုကြည့်ပြီးပြောလိုက်လေလို့ဆိုတယ်။ကိုကိုကအင်္ဂလိပ်စကားနဲ့ပြန်ပြီး ကျွန်တော်ပထမတန်းပါလို့ဖြေလိုက်တယ်။အားလုံးကသဘောကျပြီးရီလိုက်ကြတယ်။နောက်တစ်ယောက်ကအင်္ဂလိပ်စကားနဲ့ဆက်၍မင်းနာမည်ကဘလို့ခေါ်တယ်လဲလို့မေးပြန်တယ်။ကိုကိုပါလို့ကိုကိုကဖြေလိုက်တယ်။တဲတွက်တဲ့ကလေးပဲလို့တယောက်ကပြောပြီးကိုကိုခေါင်းကိုလက်ဝါးကြီးနဲ့ပုတ်ပြီးထွက်သွားတယ်။သူတို့အားလုံးအသီးသီးဝိုင်းထိုင်လိုက်ကြတယ်။ဝိုင်းလို့သူကဘီယာပလင်းများလာချတယ်။ဘီယာပလင်းဖောက်တဲ့အခါအမြုပ်များစီးကြလာ ကိုကိုဟာ စိတ်ဝင်စားစွာကြည့်နေတယ်။သူတခါမှမမြင်ဘူးပဲ။တော်တော်တောက်လို့ကောင်းပါပဲလို့စိတ်ထဲကထင်နေတယ်။ဦးလေးဟာလိမ္မော်ရီကိုတောက်တယ်။သူ့ကိုဘီယာတိုက်ကြတော့လဲမတောက်ပေ။ဦးလေးကဘာလို့မတောက်ပါလဲလို့ကိုကိုတွေးနေတယ်။ကိုကိုဘာတောက်မလဲလို့ဦးလေးကမေးတယ်။ကိုကိုဟာလက်ညှိုးကလေးမရက်တရက်ထိုးကဘီယာပလင်းဘက်စီကြည့်ရင်ဦးလေးနာနာကပ်ပြီးကိုကိုဟိုဟာတောက်ချင်တယ်လို့ပြောလိုက်တယ်။ ဘေးမှလူကြီးများကသူ့ကိုအကဲခတ်ပြီးကြည်နေကြတယ်။ဦးလေးက"အိုးအဲ့ဒါခလေးတောက်ရတာမဟုတ်ဘူး"လို့ပြောတယ်။ဘေးကလူကြီးများက ရီလိုက်ကြတယ်။ခဏကြာရင်ကိုကိုဘို့လိမ်မော်ရီရောက်လာတယ်။ကိုကိုစိတ်မှာကိုဟာတောက်ရရင်ဘလောက်ကောင်းမလဲလို့တွေးရင်လိမ်မော်ရီကိုမတောက်ချင်တောက်ချင်တောက်လိုက်တယ်။ပြီးတော့ကိုကိုကတန်းနစ်စိတ်တံကိုထမ်း။ဦးလေးကပဝါဖြူကိုဂုတ်ပေါ်တွင်ဇုံချပြီးပြန်လာခဲ့ကြတယ်။နေသည် ဝင်တော့အန်းလို့ပြင်နေပြီတိမ်များတောက်နေကြတယ်တစ်ပင်အရွက်များငိုင်ကြီးစာပြုတ်လာကြပြီလမ်းမီထွန်းသူဟာရေနံစီဘုံကိုတစ်ဖက်ကဆွဲလေကားကလေးပခုံးတစ်ဖက်မှာတင်ပြီးသူတို့ကိုဖျက်ကျော်သွားတယ်မိတိုင်တတိုင်ရောက်ရင်လေကားကလေးကိုထောင်းလိုက်တယ်တိုင်ကလေးပေါ်ကမှန်ပေါင်းကြောင်ကလေးကို မိုင်းများတုတ်တင်ပြီးမိကွက်မှာရေနံဖြည့်မိထွန်းပြီးမှတကားလေးကိုပိတ်ကား စောစောကအတိုင်းရေနံစီဘုံတစ်ဖက်ကဆွဲလေကားကလေးပခုံးတစ်ဖက်မှာတင်ပြီးဆက်ထွက်သွားတယ်။မီးရောင်ကလေးကလင်းကြံရစ်ခဲ့တယ်။ကိုကိုဟာသူ့နောက်ကိုပြန်လှည့်ကြည့်လိုက်မီးတိုင်ကလေးများလင်းနေတာကိုမြင်ရတယ်။ဘာရဲမဟုတ်ပျော်သွားတယ်။သူ့ကိုယ်တိုင်လိုက်ထွန်းရရင်ဘလောက်ပျော်စရာကောင်းမလဲလို့အောင်းမိရင်အိမ်ကိုပြန်ရောက်လာကြတယ်။အိမ်တစ်ခုလုံးအောင်းလင်းတံမီးရောင်ဖြင့်ထိန်နေတယ် တိတ်ဆိတ်တော်လဲအောက်လင်းဓမီမလေးတန်းကမြည်လာတယ်။ဦးလေးရေချိုးနေစဉ်ကိုကုတ်အားညွညွန့်ကအဝေဟောင်းပြန်လဲပေးတယ်။ကာကီဘောင်းမီတူအင်းကြီးကာကီလက်တူမော်လမြိုင်ရှေ့ထိုးဖက်နှက်ကလေးနဲ့ပြန်ဖြစ်သွားတယ်။အင်္ဂလိပ်ဂျာနဲ့တခုကိုကောက်ကင်ပြီးအယုတ်ကြည့်နေစဉ်ဦးလေးရောက်လာတယ်။ထမင်းစားကြစိုးလို့ပြော၍ထမင်းစားကန်းသို့ဦးလေးနောက်ကလိုက်သွားတယ်။ထမင်းစားကန်းကကြေလာတယ်။စပွဲကြီးကလည်းကြီးမားလာတယ်။ ပြင်ဆင်ထားဒီမှာဇပွဲတစ်ဖက်စွန်းတွင်ပြင်ထားတယ်။ဦးလေးကထိတ်ကထိုင်ပြီး ကိုကိုကဘေးကထိုင်ရတယ်။နှစ်ယောက်သေးတာစားကြတယ်။ဦးလေးကညစာကိုစံပြုတ်ပဲတောက်တယ်။ဟင်းကလည်းအေးဆို၍ကြက်သားဟင်းဒီဟင်းရွက် နွားရိုးတို့ကို ပြုတ်ထားသော စတူးဟင်းရည်တစ်ခွက်သာဖြစ်တယ်။ကြံဒီကအကျော်နဲ့အကင်တို့သာဖြစ်တယ်။ရနန့်ကတေကြဘိုးဖာလာလေးညင်းတို့နဲ့ဖြစ်တယ်။ ငပိဆို၍ဘာလချောင်းတပကန်းသာပါတယ်။တကြားပါသဖြင့်ကိုကိုကြိုက်တယ်။အသားကိုဖဲ့၍ဖဲ့၍ကိုကိုပကံဘေးကပကံလွတ်ထဲတွင်ဦးလေးကခရင်နဲ့ထဲ့ပေးတယ်။ကက်ချက်နဲ့တို့ပြီးစားရတယ်။ကိုရှိန်ကလက်တော့ပဝါကလေးပခုံးမှတင်ပြီးဘေးကစောင့်နေ။တခါတည်းရန်မိဖို့မှဥမောင်ကြီးပို့လိုက်သောဟင်းခွက်ပူတင်းစသည်တို့ကိုတဆင့်လာချပေးရတယ်။ကိုကိုအတွက်ထမင်းကို ကိုရှိန်ကလိုက်ပေးတယ်။ထမင်းစားပြီးကြတော့ခါဦးလေးနဲ့အတူအပေါ်ဓာတ်တက်ကြတယ်။အပေါ်ဓာတ်ဧကန်းမှာဦးလေးကသတင်းစာဖတ်တယ်။ကိုကိုကကျောင်းစာကိုဖတ်တယ်။အင်္ဂလိပ်စလုံးပေါင်းများကိုမသိတော့ခါဦးလေးကိုမေးရတယ်။ဦးလေးကအတန်ထွက်အဓိပ္ပယ်တို့အပြင်နောက်တစ်မျိုးသုံးပုံတို့ကိုပါပြောပြတယ်။ကိုကိုကစိတ်ထဲမှာတော်တော်တက်တဲ့ဦးလေးပဲလို့မှတ်ချက်ချတယ်။ဖေဖေနဲ့မေမေတို့လောက်ကိုတက်တာပဲ။ဒါပေမဲ့ မမေရဲ့ဖဖေရဲ့ဦးလေးရဲ့အင်္ဂလိပ်အတန်ထွက်ကြရမှာတော့မမေကိုဘသူမှမမီးလို့ကိုကိုထင်နေဆရာမထက်တောင်မမေကတော်သေးတယ်လို့ကိုကိုထင်နေအခုလို့တွေ့ရင်မမေကို ပြန်အောင်းမိပြန်တယ်ရှိုက်လိုက်မိတယ်ဦးလေးကမျက်မှန်ပေါ်မှာကြော်ပြီးမျက်လုံးများနဲ့မတိမတာ ကိုကိုကိုကြည့်လိုက်တယ်ပြီးရင်မမြင်ချင်းအောင်ဆောင်ပြီးသတင်းစာကိုဖတ်နေတယ်မမေတို့စီမှာဆိုရင်မမတန်းရဲ့ အမားရဲ့ညီလေးချိုချိုရဲ့ပြီးတော့အုံးမြရဲ့ငင်းငင်းရဲ့ဥငွေမင်းရဲ့လူတွေကိုအများကြီးပဲဒီမှာတော့ဥလေးရဲ့ညွန့်ညွန့်ရဲ့ကိုရှင်ရဲ့မန်နူးရဲ့ဥမောင်ကြီးရဲ့မန်နူးနဲ့ဥမောင်ကြီးတို့ကဆိုလဲထမင်းစားပြီးပြန်ကြရောဒီတော့ဥလေးကိုကိုညွန့်ညွန့်ကိုရှင်ဒါပဲကြံတော့တယ်ပြီးတော့ကစားစရာညီလေးလည်းမရှိတော့ဘလောက်ပြင်းစရာကောင်းတယ်လဲ ကိုကိုပြင်းသလိုဖြစ်လာတယ်။ဥလေးဟေးယောက်ျားတွေကဘာလို့မလွမ်းရတာလဲယင်။ယောက်ျားဆိုတာပညာတက်အောင်သင်ရတယ်။လွမ်းနေရင်ဘယ်စာချက်လို့ရတော့မလဲ။စာမချက်နိုင်လို့ပညာမတက်ရင်ဘလို့အလုပ်လုပ်မလဲ။ကိုကိုဖေဖေဆိုရင်အခုဝင်းတော့ကြီးဖြစ်နေပြီ။အဲ့ဒါစာတက်လို့ပေါ့ကွာ။ငယ်ငယ်တုန်းကလွမ်းလွမ်းနေရင်သူဘယ်ကလာစာတက်တော့မှာလဲကွာ။ဥလေးဆိုရင်အခုလဲဝင်းကြီးဖြစ်နေပြီ။ ငငယ်တုံးကသာလွန်းလွန်းနေရင်စာမတက်ပဲဘယ်ကလာအခုလိုလဲဝင်ကြီးဖြစ်တော်မလဲกว่าမဟုတ်ဘူးလားဒါကြောင့်ယောက်ျားဆိုတာမလွန်းရဘူးกว่าလို့တလုံးချင်းပြုံးဖြီးပြီးနဲ့ပြောပြတယ်ကိုကိုသဘောကျသွားတယ်သူလည်းပြုံးဖြီးပြီးဖြစ်လာတယ်ဒါပေမဲ့ဦးလေးဟာညီလေးတို့မေမေတို့မရှိတော့ပြင်းလိုက်တာလွမ်းတော့မလွမ်းပါဘူးပြင်းရင်ဘိုက်စကုတ်ကြည့်မလားကြည့်မယ်လေမောင်ရှိန်ဖះ လို့ထူရင်ကိုရှင်ရောက်လာတယ်။ဦးလေးရှိတွင်ရက်နေတယ်။ခလေးကိုဘိုက်စကုတ်လိုက်ပြလိုက်။မန်းညုံစီပတ်စံတောင်းသွား။မှန်ပါ။ကိုကိုဟာကိုရှင်ဂုတ်ပေါ်မှာထိုင်လိုက်လာတယ်။သူ့ခြေနှစ်ဖက်ကိုကိုရှင်ကလက်နဲ့ဆုပ်ကင်ထားတယ်။အပြိုကြီးကတိတ်ကက်စီးနေတယ်။ပတ်စံတစ်ချက်တည်းပေးတယ်ကွာလို့ကိုရှင်ကပြောတယ်။အပြိုကြီးဆိုတာဘာသူလဲကိုရှင်။မင်းမိမ့်မညွန့်ညွန့်ပေါ်ကွာ။ကိုကိုဟာရှက်သွားတယ်။ဒါကြောင့် ကိုရှိန်ခေါင်းကိုလက်နှစ်ဖက်နဲ့မြင်းမြဲကင်ပြီးဂုတ်ပေါ်မှာဖင်ဆောင်ပစ်လိုက်တယ်။ဟေးကိုကိုမလုံနဲ့ကွာကိုရှိန်လဲသွားမယ်လမ်းကကောင်းတာမဟုတ်ဘူးသူတို့နှစ်ယောက်မှာလမ်းမကြီးကလာကြသည်မဟုတ်ပဲဖြက်လန်းကလာကြခြင်းဖြစ်တယ်လူတယောက်သွားတာယုံတာရှိတယ်တောင်ဆောင်အစင်းမှာအချို့နေရာတွင်မတ်ဆောက်နေတယ်တော်တော်ကြီးကြားမှာညင်ညီတို့ရောက်တယ်ရောက်ရင်မြို့ထဲသို့ရောက်ပြီဖြစ်တယ်ဘိုက်စကုတ်ယုံမှာ အတန်များကြားရပြီကိုကိုဝမ်းသာသွားတယ်ဘိုက်စကောက်ကစောပါသေးတယ်ကွာတို့ဟိုအနားသွားကြရအောင်လို့ကိုရှင်ကပြောလိုက်တယ်ဘယ်အနားလဲဘုံဆိုင်ကိုကွာဘုံဆိုင်ဆိုတာဘာလဲကိုရှင်ကိုရောက်တော့မင်းသိပါလိမ့်မယ်ကွာကိုကိုတို့ဘုံဆိုင်ကိုရောက်ကြပါပြီအောက်လင်းတံမီထွန်းထားတယ်အနံ့ကလည်းချင်းဆုပ်ဆုပ်နဲ့ဖြစ်တယ်ကိုရှင်ဟာပတ်စံတမူးပေးပြီးအိုးကလေးမဲမဲတလုံးလှမ်းယူတယ်အိုးထဲမှာ ထမ်းမုံမဲမဲကလေးဘောလုံးပေါ်လာတယ်။ဒေါင်းတထောင်မှာကိုကို့အားထိုင်ခိုင်းနေ။ကိုရှိန်လည်းထိုင်နေ။ကြက်ပေါင်တစ်ခုကိုတပဲပေးကကိုရှိန်ဝယ်ပြီးကိုကို့အားပေးတယ်။ကိုရှိန်လုံးသမျှကိုကိုကို့ကြည့်နေတယ်။ကိုရှိန်ဟာတင်ပင်ခွေထိုင်ပြီးထမ်းရည်ကိုတောက်တယ်။ကိုကို့စားရန်ပေးထားတဲ့ကြက်ပေါင်မှဖဲ့၍ဖဲ့၍လည်းယူစားတယ်။ကိုရှိန်အဲ့ဒါဘာရည်တွေလဲ။ထမ်းရည်กว่า မင်းလည်းမြည်ကြည့်ပါလားလို့ဆိုကကိုကိုအားနင်းနေပေးတယ်သူတို့နှစ်ယောက်ကိုဘေးကထိုင်နေတဲ့သူတွေက ကြည့်ရွေနေကြတယ်ကိုကိုမြည်ကြည့်ပြီးထွေးချလိုက်တယ်အာကောင်းလည်းမကောင်းဘူးဘေးကလူများပါဝိုင်းရီကြတယ်လူတစ်ယောက်ကကိုကိုအားကြည့်ပြီးလက်ဝါးကြီးဆန့်ပြီးမင်းကဘု து သားလဲလို့လှမ်းမိတယ်သူ့ဘေးမှတစ်ယောက်ကခွေးမသားလေးနဲ့တူပါတယ်လို့ဆိုတယ်တစ်ခါမဟုတ်နှစ်ခါသုံးခါဆိုတယ် အတန်ကလည်းလေးနေတယ်။မျက်လုံးများကလည်းကြောက်စရာကောင်းနေတယ်။အဝတ်များကလည်းညစ်ပတ်ပေးရနေတယ်။မုတ်စိတ်မွေးများပပိုင်းမွေးများနဲ့ဖြစ်တယ်။မေးလိုက်ရီလိုက်လုံနေကြတယ်။ကိုကိုသူတို့ကိုကြည့်ပြီးကြောက်လာတယ်။စိတ်ညစ်လာတယ်။ကိုရှိန်ရင်ဝင်မော်ဝင်းထိုင်နေ။အားလုံးကအတန်များကြဲလောင်စွာဖြစ်ရီလိုက်ကြတယ်။ကိုကိုငိုမဲ့မဲ့ဖြစ်လာတယ်။မင်းကလည်းကွာအလကားချစ်လို့စတာပါကွာ။ယောက်ျားပဲ ယောက်သားဆိုတာမငိုရဘူးကွာကိုရှိန်ကိုကိုကြောက်တယ်မကြောက်ပါနဲ့ကွာကိုရှိန်ရှိသားပဲအားလုံးကဝိုင်းရီကြပြန်တယ်ခွေးမသားလေးပါဆိုသူကကိုကိုထံသို့ကြက်မြစ်တုံးလှမ်းပင်းမကြောက်ပါနဲ့ကွာဥလေးကမင်းကိုချစ်လို့စတာပါရော့စားပါကွာလို့ချော့တယ်ကိုရှိန်ကိုလက်ဆွဲရင်ကိုကိုတို့ထွက်လာကြရဘိုက်စကုတ်ယုံသူရောက်လာတယ်ကိုရှိန်ကအယုတ်ကြီးများ ရေးဆွဲထားတဲ့ပိတ်ဆာကြီးကို အထက်ဆုံးဒေါက်မှဆ ảy ၍အတန်ကျဲစွာဖတ်လိုက်တယ်။ဂျီတီအော်ဘာမာဟူ၍ဖြစ်တယ်။ဤတွင်ကိုကိုလဲတာကိုရက်ပင်းရှိထိုးထားသည့်စာလုံးကိုအော်လို့အတန်ထွက်ပါကလားလို့မှတ်လိုက်တယ်။ဇက်လိုက်ဘတ်တင်နဲ့ခင်ဆန်းတို့ကိုပါမှတ်လိုက်တယ်။ယုံနေရောက်ပြီးကိုကိုငိုက်လိပြီ။ကိုကိုထစာကြည့်တော့လို့ညွန့်ညွန့်ကလာနှိုးတယ်။ညနာသစ် ပမုတ်ယူတုံးနဲ့ကြက်ဥတလုံးနွားနိုးတစ်ခွက်တောက်ပြီးစာကြည့်ရတယ်။ဦးလေးကတော့ဖះခန်းမှာအကြာကြီးဖះရှိခိုးနေစေ။ကိုကို၈နာရီထိုးပြီးရေချိုးတော့ကိုကို၈နာရီခွဲပြီးသမင်းစားတော့ကိုကို၉နာရီထိုးပြီးကြောင်းသွားတော့ကိုကိုအတွက်နာရီဟာမုန်းစရာကောင်းနေတယ်။သူ့လက်တံသွားတိုင်းကိုကိုမှတစ်ခုပြီးတစ်ခုလှုပ်လှုပ်နေရတယ်။ဦးလေးကတော့ယုံသွားရင်ခေါင်းပေါင်းပေါင်းနေပြီ။မှန်တင်ကုန်ပေါ်မှာ မဟာဂီတစာအုပ်ကြီးချထားတယ်။ဦးလေးဟာထူးမခြားနာကိုကြာကြာနာနာဆိုရင်ခေါင်းပေါင်းကိုလည်းကြာကြာနာနာပေါင်းနေတယ်။ပြီးရင်ဘောင်းမီဒူးဘုံအပေါ်မှာပစိုးတောင်ရှိကိုထပ်၍ဝတ်တယ်။မှန်ထဲမှာကြီးလိုက်ပြင်လိုက်နဲ့ရှက်အင်းကြီးအပေါ်မှာတိုက်ပုံရင်ဘုံကိုထပ်ဝတ်တယ်။နာယီရွှေချိုးကလေးမှာရင်ဘက်ပေါ်တွင်ဝင်းလက်လျက်တွဲလုံးကျနေတယ်။ပြီးရင်မန်နုကားထုတ်ခဲလို့လှမ်းអော်တယ်။ဦးလေးကားမှာ နောင်တစိတ်ဖက်စာအုပ်အတွင်းမှမော်တော်ကားအယုတ်နဲ့တိတ်တူတယ်။အမိုးကပတ်တူစားဘိန်းများကတစ်သားထောက်နဲ့တကားလေးပေါက်ပါတယ်။ပိတ်ရင်ကိုကိုပိတ်မရမန်နူးကိုယ်တိုင်တော့တအားစောင့်ပေးရတယ်။ဆက်နှိုးတဲ့အခါမန်နူးအောက်ကဆင်းပြီးခေါက်ကိုလှည့်ရတယ်။ပထမဖုတ်ချက်ဖုတ်ချက်မြည်ပြီးနောက်မှစက်တန်တအားစူညင်လာတယ်။မန်နူးပြေးလာပြီးစတီယာတိုင်းကွင်းအောက်မှလက်တံများကို ဟိုရွှေ့ဒီရွှေ့လှုပ်ပြီးမှဆက်တံပြန်ငြိမ်သွားတယ်။ဦးလေးကနောက်ကထိုင်နေ။ကိုကိုကမန်နူးနဲ့ရှေ့ကထိုင်နေ။ဦးလေးကိုကိုမော်တော်ကားမောင်းကျင်လိုက်တာ။မန်နူးနဲ့မောင်းလေ။ကိုကိုပျော်သွားတယ်။မန်နူးလှဲ့တယ်လို့လိုက်လှဲ့ရပြီ။သူ့ကြောင့်မော်တော်ကားပိုပြေးနေတယ်လို့သူထင်နေ။လမ်းမှာကြက်များလန့်ဖြန့်ပြေးသွားကြရင် သူအလွန်ပျော်သွားတယ်။မန်နူးလိုပဲဖိဖိကားကိုဥဖိုးချံကမောင်းပြီး ။ဦးဖိုးချံကမန်နူးလို့မဟုတ်စိတ်မထင်ရင်ကိုကိုကိုငေါက်တယ်တော်တော်မာနကြီးတဲ့ဦးဖိုးချံလို့ကိုကိုထင်တယ်။ကြောင်းအပြန်ဟာပျော်စရာကောင်းတယ်။ဦးလေးကားကလာမကြူတော့ကိုကိုချီချင်းပြန်ရတယ်။ကြောင်းဟာမြို့အပြင်မှာသာရှိတယ်။လမ်းဘေးတစ်ဖက်တစ်ချက်မှာစဘာကင်းများရှိတယ်။လမ်းနဲ့စဘာကင်းအကြားမှာရေမြောင်းကြီးများရှိတယ်။ကြောင်းမနေသောကောင်ကလေးများရက်တဲ့ဖြင့်ငါးဖမ်းနေကြတယ်။ကိုကိုပြန်ရတဲ့လမ်းမှာမြို့ထဲသို့မရောက် မြို့ပြင်လမ်းမှနေပြီးတောင်ကုန်းကလေးကို တဖြည်းဖြည်းတက်လာရတယ်။ဝဲရမှာဘာပင်တွေမှမသိပေါက်နေတယ်။စောင်းဆိုရင်အပွင့်များဖွေးနေအောင်ပွင့်နေကြတယ်။တစ်ပင်ကြီးများမှမြင့်မားလာတယ်။ငှက်တို့ပေါ်လာတယ်။ကိုကိုဟာလက်ညှိုးနဲ့လေးကွာပစ်တယ်လို့ငှက်တို့ကိုချိန်ပြီးပစ်တယ်။သူစိတ်ရှိတိုင်းပစ်လိုက်ရရင်တစ်ချက်တစ်ကောင်နဲ့အိမ်အပြန်ဆိုရင်ငှက်များတထန်းကြီးပါလာကြလိမ့်မယ်။ဦးလေးကလုံးဝ လောက်လေးกว่าကိုမကင်ရလို့တားမြစ်ထား၍သာနေလိုက်ရတယ်။ငရဲကြီးမဲတဲ့ပြောတယ်။ကိုကိုမေမေစီကစားလာတဲ့ရော့လို့ဦးလေးကပေးတယ်။ကိုကိုဖက်ရင်ပြောလာတယ်။ဦးလေးဟေးမေမေမှာကိုကိုအတွက်တဲ့ညီမလေးတယောက်မွေးပြီးပြီတဲ့။ဟေးဟုတ်လား။ဦးလေးဟေးအဲ့ဒီညီမလေးဟာအခုဆိုညီလေးချိုချိုနဲ့ကစားနေရောပေါ့နော်။ ဘယ်ကစားနိုင်အောင်မလဲကွာမွေးခင်းစဆိုတော့လမ်းမှမလျှောက်နိုင်သေးတာဦးလေးဟေးအဲ့ဒီမွေးစကလေးကဘာလို့လမ်းမလျှောက်နိုင်တာလဲခြေထောက်မပါလို့လားဘယ်ဟုတ်မလဲကွာခြေထောက်တော့ပါတော့ပါတာပေါ့ငယ်လုံးလို့ပေါ့ကွာဦးလေးဟေးငယ်လုံးနေဆိုတော့ဘယ်လောက်ကလေးရှိနေမလဲဒီလောက်ကလေးပေါ့ကွာဟုဆိုကလက်ဖွားနှစ်ဖက်နဲ့အရက်တိုင်းပြတယ် ဦးလေးဟေးညီမလေးစပိန်စီးတင်နေဆိုရင် ကိုကိုဘဲနဲ့လှုပ်လို့တင်ပြရပါမလဲညီမလေးကဘယ်စကားပြောတတ်အောင်မလဲကွာသူလဲချိုချိုလို့နေမှာပါပဲထင်ပါတယ်ချိုချိုငငယ်တုန်းကလည်းမိတာရဲကလေးပဲဒါပေါ့ကွာဖြည်းဖြည်းတော့ကြီးလာမှာပေါ့တဖြည်းဖြည်းကြီးလာရသည့်အတိုင်းယခုဆိုရင်ကိုကိုအသက်ပင်40ကျော်ခဲ့ပြီဦးလေးမရှိတော့ဘူးသူ့အဖေ သူ့အမေ မရှိကြတော့ဘူးသူ့ဇနီးပင်ကွယ်လွန်ခဲ့ပြီးဦးလေးရဲ့နှမညွညွန်လည်းမရှိတော့ဘူးကိုရှိန်လည်းမရှိတော့ဘူးမရှိသူတို့ကိုလွမ်းလေတိုင်းလွမ်းလေတိုင်းယောက်ျားဆိုတာမလွမ်းရဘူးกว่าလို့သူ့ကိုယ်သူအားတင်းနိုင်ခဲ့တယ်သို့တော့လွမ်းရမှန်းကိုတိရရကောင်းမှန်းတိတဲ့ပထမတန်းရောက်စအရွယ်ကလေးဘဝကိုကပြန်မရနိုင်တော့ဟုတိတော်လဲ အစားထိုးခြင်းဟာမရစကောင်းလို့နားလေတော့လေပြန်စင်းစားလေတိုင်းနှွေးနှွေးထွေးထွေးနဲ့ထိုးအရွယ်ကိုကလွမ်းလာဤလို့တခါကပြောပြဘူးပါလေထိုးအလွမ်းထက်ပိုကဲလို့ရောဘယ်အလွမ်းကตาမြည်လဲဟုဆိုပါသည်ဟုတ်ဤမဟုတ်ဤဆိုသည်ကစာရေးသူနဲ့အဆိုင်ပါအားလုံးပဲကျေးဇူးများဤတင်ပါတယ်ရှင်